တရားဟောပြီးတော့အချက်မရှိတဲ့မျက်နှာနဲ့ခမရလို့ရှိဘူးနဝကမလှူပါလို့တရောင်းစားလို့တောင်းစားရပါဗျာအဲ့လိုပဲပြောတယ်ဓမေစီလို့မယူစားဘဲနဲ့တရောင်းစားခွတ်ဆောင်ဖို့လောက်ပဲမှတ်လိုက်ပါအဲ့လိုစိတ်နဲ့ပဲထဲ့ပါချင်းချင်းဒီနဲ့ရှင်းသွားပြီဒီနဲ့ရှင်းရမရှိတော့ခမအပြားအောင်ပြားသွားပြီဟုတ်ကဲ့ပါတော့ပစံအတောင်းလောက်ကိုတရောင်းစားလို့တောင်းနေရတော်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 လည်းရှက်ပါတယ်တော်တော်ရှက်တယ်ဟောဝေးလေး၅တောင်းလောက်လို့ပါဗျာတောင်းလောက်လို့ပါဗျာသွားလူချင်းလို့ပါလို့အညီမရေနင်တို့အိမ်နေတဲ့ရင်တော့ရောင်းရင်လည်းရောင်းခင်းရွှေ တွေ့တဲ့ရောင်းရင်လည်းရောင်းပါခေါ်တယ်နော်လက်ကောက်တွေဒီမှာအကြီးနင်းလက်ကောက်တွေရောင်းရင်လည်းရောင်းနင်းကိုစိတ်ဆင်းရဲနေတယ်နော်ကောင်းပါလားဘုံကြီးဖြစ်ပြီးတော့သရောင်းသားလိုတောင်းစားနေရတိတ်မကောင်းတော့တလားနော်ခင်ရွှေအေးညောင်းညောင်းငါကကားလာဝင်ငါရောင်းမှုပြူရမှာအကားနဲ့ဟောင်းသွားလို့ရောင်းမှုပြူရမှာကျောင်းတော်ကိုတဝက်ကျောင်းတဝက်ကြီးကိုဝယ်မယ်ဆိုရင်ရောင်းမှုပြူမှာလာခဲ့တက်ရှိလာခဲ့အဲ့ကျောင်းတဝက်သိန်းကားတော့ပြင်မယ်ပေးလိုက်မယ်မန်းလေးသွားမယ်ကျန်တာကိုယ်နဲ့မရှိတော့ဘူးအခုကျောင်းကြီးတဝက်ယူခြင်းနဲ့ချက်ချပေးလိုက်မယ် ိတ်ချတဲ့ကျန်တဲ့ဘုံသိန်း900ကျော်ပဲမယ်ချက်ချင်းရောက်လို့ချက်ချင်းလူမယ်ဒီတော့ပြောရမရှိတော့ဘူးနဝကံမောထပ်ဖြည့်ဖို့ပဲရှိတယ်ဒီတည်းကနှုတ်ဖို့မရှိဘူးသစ္စာဆိုးလိုက်တာအခုကျန်လူလိုက်တဲ့နဝကံမလမ်းမှာဆက်တော့ဘိုင်းကိုကားတိုက်လိုက်တယ်အဲ့ဒီပစံနဲ့စေမကူနဲ့အသေးခံမယ်အဲ့ကရုဏာစားရပါအဲ့ဒီဒီတည်းကဓမ္မပူဇာရတော့ဆိုခုချက်ချင်းဥသူတော်ပြီလေလက်ပြန်တော့မထီဘူးဒီနေ့3 40လောက်လာတို့တယ်ဥသူတော်တခါမထီဘူးလက်တော့မထီဘူးမမောတွေ့တာရဲ့အလင်းမရှိပဲနဲ့အဲ့လိုစိတ်နဲ့သွားတယ် ဒါတော့မှတော့တိတ်မလုတ်ချင်ဘူးလို့ဒီလူတွေနဲ့အဆင်မပြေတော့ဘူးလို့စိတ်ထဲတွေးပါတယ်သို့တော်လည်းကိလေကိုနိုင်သလောက်အဆိတ်နဲ့လည်းမဖြစ်ဘူးမတော့ဘုံတိုင်းနဲ့မင်းတစ်ထက်တော်တော်လည်းလုတ်ချင်တဲ့လူတွေစိတ်နဲ့မဖြစ်တော့ဘူးနော်လို့ရှော့တော့ရှော့လဲဒါပေမဲ့သနာရဲ့စိတ်ကများလာလို့ကရုဏာဓာတ်ကြောင့်ပြင်းမော်ရောက်ပြီးတရားဟောပြီးတော့အရှက်မရှိတဲ့မျက်နှာနဲ့ခမရုရှိဘူးနဝကမလှူပါလို့တရားစားလို့တောင်းစားရပါဗျာအဲ့လိုပဲပြောတယ်ဓမေစီလို့မယူဆပဲနဲ့တရားစားခေါ်ဆောင်ဖို့လို့ပဲမှတ်လိုက်ပါအဲ့လိုစိတ်နဲ့ပဲထည့်ပါ ော်ချင်းချင်းဒီထဲရှင်သွားပြီဒီထဲရှင်ရမရှိတော့ခမအပြားအောက်ပြားသွားပြီဟာဥပဒနာဟာဥဒေဖုံးရင်လူလာမို့သရောင်းသားတို့တယောက်ပေးတယ်အဲ့လိုစိတ်နေပဲလှူတော်ပြီအဲ့လောက်ပြောတော်ပြီဒီဒီထဲနေကြရတယ်မရှိတော့ဘူးဒီထဲနေကြရတယ်မရှိတော့ဘူးအကြောင်းတစ်မျိုးလုံးပြောလိုက်ပါဟုတ်တယ်နော်ခမရတို့လမ်းဘေးမှာတောင်းစားတဲ့ဖုံးရင်တစ်ပါးလောက်ပဲအဲ့လောက်ပဲစိတ်ထားပြီးလှူပါတရားတော့ပေးလိုက်ပါအဲ့လောက်ပဲလှူကိုကိုညီမတွေကိုညီမတွေပဲအမြဲတမ်းညာလူပဲကိုနိုင်တဲ့လူတော့ပဲထုတ်ပြီးတော့ဒါလေးကိုသွားပြီးတော့ ကိုသွားမယ်နိုင်ငံခီးတွေကိုပညာသင်ခီးတွေအဲ့ဒါတွေတော့အကုန်လုံးရွှေ့ဆိုင်ပလိုက်တယ်နောက်ကောင်တော့လည်းအမေရိကကိုသွားမယ်ခီးကိုရွှေ့ဆိုင်ပလိုက်တယ်ကိုကိုသိတယ်ကိုကိုသိအဲ့ဒီကောင်ငွေရတော့တကယ်ရှာမှာတိမ်ဘာသာကိုလက်ထဲမှာတိမ်တောင်းနဲ့ချီရှိတာဖြစ်ရောကဲကိုမလှနိုင်ဘူးဘယ်နဲ့မရှိအဲ့ဒီကောင်ပပဆဆကိုလှုပ်လိုက်ဘာမှတကမလေးတယောက်ရှိတော့မှာအင်းသွားမေးကြည့်လိုက်ကားကတနေ့ကိုတိမ်900 300ပြည့်ထည့်သွားလားတလန်းလုံးမှာနေ့စဉ်တိမ်200 300 ေးရနေတယ်တလာခေါ်တော့ပတ်ဆောင်ရှိအဲ့လိုမျိုးအဲကိုညင်ကုန်းဒီဒီရဲ့ဒီဒီရဲ့ကိုညင်ကုန်းကိုညင်ကုန်းမျိုးနယ်ထဲမှာအဲ့မျိုးနယ်နဲ့ရွာတွေအကုန်စင်းခေါ်လဲဆာစင်းခေါ်လဲဆာစင်းခေါ်လဲဆန်ဆက်အဲ့ဒီဆန်ဆက်ကဆန်အကုန်လုံးဝယ်မယ်အဲ့လိုဝယ်တာအဲ့တထောင်ထွက်တယ်ထောင်လုံးဝယ်ရေသန်းဆက်ရောတယုံလုံးကထိုက်ဆွဲလိုက်တယ်အဲ့ရေအကုန်ပေးလိုက်အဲ့လိုတော်တော်ချီချီနက်နက်ထုတ်ခဲ့အဲ့ဒီတခါတော့ဖြင့်မန္တလေးကအဲ့လိုထူလိုက်ပြီးတော့ ိုကမန္တလေးကိုပြန်မလုပေးနိုင်တာတခုပဲစိတ်မန္တလေးရဲ့အဲ့ဒီတော့ကိုတည့်ရထဲနဲ့ကြက်သိန်း၄000လောက်တယောက်တည်းတစ်ထောင်လိုတဲ့လူတွေရှိကြက်သိန်း၄000လောက်ခုလောက်ကိုလှူပေးလိုက်တယ်ပစ္စည်းတွေရောငွေကြေးတွေရောပတ်စံဆိုတာဇူ၁၂ယောက်လောက်၂နာရီလောက်ရည်ရအဲ့လိုလှုပ်ပေးပြီးတော့ကိုကြာတော့ရန်ကုန်သားဖြစ်လိုက်တာကိုဆော and was born ရန်ကုန်နာတခုဖြစ်လို့အဲ့တော့မန္တလေးကိုတက်လိုက်ရင်ဆယ်တော့ဘေးနားမှာရှိတဲ့ညီမတွေဟာ ဘယ်မှတရားအောင်မလို့တေးရတယ်ချက်တဲ့ချေလောင်းရဲတရားအောင်မရှိဘူးချက်ချက်တဲ့ချေလိုက်ခဲ့လိုက်ပဲဟဲ့ငါရံကုန်လူမလို့လူဖြစ်နေတယ်ပြောရင်တရားတွေ့လို့မရှိဘူးအပေါ်ပဲရှိတယ်အလောက်ထိအောင်ဩဇာအားရှိရံကုန်မှာတော့ပတ်စံသတောင်းလောက်ကိုသတောင်းစားလို့တောင်းအောင်နေရတော်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 လေးရှက်ပါတယ်တော်တော်ရှက်တယ်ဟောဝေးလေး900လောက်လို့ပါဗျာသတောင်းလောက်လို့ပါဗျာသွားလူချင်းလို့ပါလို့အညီမရေနင်တို့အိမ်နေတဲ့ရင်တော့ရောင်းရင်လည်းရောင်းခင်းရွှေရွှေဆိုင်ရောင်းရင်လည်းရောင်းပါခေါ်တော့နင်တို့လက်ကောက်တွေ မကြီးနင်းလက်ကောက်တွေရောင်းနေရောင်းနင်းကိုစိတ်ဆင်းရဲနေတယ်နော်ကောင်းပါလားဘုံကြီးဖြစ်ပြီးတော့သရောင်းသားလိုတောင်းစားနေရသိမကောင်းတော့တလားနော်ခင်ရွှေအေးညောင်းညောင်းကြီးငါကကားလာဝင်ငါရောင်းမှုပြုရမှာအကားနဲ့ဟောင်းသွားလို့ရောင်းမှုပြုရမှာကျောင်းတော်ကိုတဝက်ကျောင်းတဝက်ကြီးကိုဝယ်မယ်ဆိုရင်ရောင်းမှုပြုမှာလာခဲ့တက်ရှိလာခဲ့အဲ့ကျောင်းတဝက်သိန်းကားတော့ပြေးမယ်ပေးလိုက်မယ်မန်းလေးသွားမယ်ကျန်တာကွန်တော့မရှိတော့ဘူးအခုကျောင်းကြီးတဝက်ယူခြင်းနဲ့ချက်ချပေးလိုက်မယ်အဲ့ချားတဲ့ကျန်တဲ့တော့သိန်းကားတော့ပြေးမယ်ချက်ချင်းရောက်ချက်ချင်းလုံမယ် ။ဒီကပြောရမှာမရှိတော့ဘူး။ဒီကပြောရမှာမရှိတော့ဘူး။ပြီးသွားပြီ။အဲ့ဒါကရုဏာ။ရောင်းစားဥပဒေနဲ့တရားဟောရတော့မယ်။ဘုရားမှာတကားမှာတော့မနေကြဘူး။မဒီနော်။